လူတိုင်းလူတိုင်းမှာစိတ်ခံစားချက်တွေရှိသို့တော်လူတွေဟာကိုယ့်ရဲ့စိတ်ခံစားချက်နဲ့ပတ်သက်ပြီးတော့သဘောပေါက်နားလည်ကြသလားဆိုနားလည်ကြစိတ်ခံစားချက်အကျမ်းအကျမ်းမြင်ပြောမယ်ဆိုရင်၃မျိုးရှိကိုယ့်ကိုယ်သတိထားကြည့်ကိုယ်ကြိုက်တာလေးနဲ့တွေးလို့ရှိရင်သို့မဟုတ်နေလို့ထိုင်လို့အဆင်ပြေလို့ရှိရင် ဒုက္ခဝေဒနာဆိုစိတ်ခံစားခြင်းဖြစ်နော်စိတ်ချမ်းသာတယ်ကိုချမ်းသာချမ်းသာတယ်လို့ပြောကြဒုက္ခဝေဒနာအေးနေမကောင်းထိုင်မသာဖြစ်တာပဲဖြစ်စေတခုခုအစင်မပြေတာပဲဖြစ်စေဒုက္ခဝေဒနာခံခဲ့တယ်စိတ်ပြက်တယ်စိတ်မကောင်းဘူးစိတ်ညစ်တယ်ဆိုတာဖြစ်လာဒုက္ခဝေဒနာ စိတ်ချမ်းသာတာလည်းမဟုတ်ဘူး။ကိုချမ်းသာတာလည်းမဟုတ်ဘူး။ဈာစိတ်ထဲမှာခံစားချက်ပုံမှန်အနေထားလေးတစ်ခုဖြစ်လို့ရှိရင်အဒုက္ခမတုခသို့မဟုတ်ဥပိ္ခဝေဒနာလို့ခေါ်တယ်။အကျဉ်းအပြည့်ပြောမှဆိုရင်လူတွေရဲ့စိတ်ခံစားချက်၃မျိုးအစင်ပြေနေရင်ဒုက္ခဝေဒနာအစင်မပြေရင်ဒုက္ခဝေဒနာပုံမှန်အတိုင်းဆိုရင်အဒုက္ခမတုခဝေဒနာ အဲ့ဒီမှာလည်းပဲထပ်ခွဲတယ်ဒုက္ခကိုနှမျိုးခွဲလိုက်တယ်ကာယကဒုက္ခစေရတိကဒုက္ခစေရတိကဒုက္ခခန္ဓာကိုယ်အနေထိုင် comfort table ဖြစ်တယ်နေလို့ထိုင်လို့ကောင်းတယ်ကာယကဒုက္ခစိတ်ချမ်းသာတယ်သောမနတ happiness လို့ပြန်စိတ်ချမ်းသာတယ်ပျော်တယ် ဒုက္ခမှလည်းပဲထို့တူပဲလူကနေမကောင်းဘူးကြောအောင်နေနာကြိုက်တယ်သွားကြိုက်တယ်ကာယကဒုက္ခအေးစိတ်ညစ်တယ်စေရတိကဒုက္ခဒေါမနတာလို့ခေါ်တယ်အဲ့ဒါလို့နှမျိုးနှမျိုးထပ်ခွဲပြီးတော့ဥပိ္ပခာလို့ဆိုတဲ့နောက်ဆုံးဟာကြတဲ့အခါကျတော့တမျိုးတည်းပဲထားခံစားမှုမထင်ရှားတဲ့အရာလို့ အဲ့တော့လူတွေရဲ့စိတ်ခံစားချက်ဒီဒုက္ခဒုက္ခအဒုက္ခမဒုက္ခဆိုရဲပါဠိနဲ့ပြောမယ်ဆိုရင်အခြေခံအပြည့်၃ခုရှိတယ်။အဲ့ဒီ၃ခုကိုဒုက္ခနဲ့ဒုက္ခကိုစိတ်ကာယကစေတသိကနှစ်ခုထပ်ခွဲလိုက်တဲ့အခါနှစ်ခုစီခွဲလိုက်တဲ့အခါဝေဒနာဟာ၅မျိုးဖြစ်သွားတယ်။နော်လူတွေရဲ့တဏ္ဍာမှာစိတ်ခံစားချက်၅မျိုးရှိတယ်။ အဲ့ဒီ၅မျိုးကိုအချင်းချုပ်ပြီးတော့ပြောကြည့်ရအောင်ခေါင်းကြီးတို့တွေကိုယ်စိတ်တိုင်းညာဖြစ်နေတဲ့အခါမှာနေလို့ထိုင်လို့ကောင်းတယ်ပြောပြောရှင်းရှင်းရှိတယ်ဒုက္ခဟာအဆင်မပြေဘူးအလောက်ကိုင်းကားစားအဆင်မပြေဘူးအဲတူနဲ့တူအဆင်မပြေကြဘူးဟောအဲ့ဒါမျိုးအဆင်မပြေဖြစ်လာပြီဆိုရင်ဒုက္ခအဆင် ုံမှန်အနေထားနဲ့ဖြစ်နေပြီဆိုရင်အဒုက္ခမဒုက္ခခံစားချက်၃မျိုးရှိအဲ့ဒီ၃မျိုးပေါ်မှာအမှတ်တမဲ့နေလိုက်ကြအမှတ်တမဲ့နေလိုက်ရင်ဘယ်လိုဖြစ်လာတော့ဆိုလို့ရှိရင်ဒီခြေနဲ့ဆရာကောင်းတဲ့ခေါင်းကအစဉ်ကြီးပြီးစိတ်ချမ်းသာနေတဲ့အပေါ်မှာလူတွေဟာမစိတ်တွေဖြစ်လို့ဒုက္ခယဝေဒနာယရာဂ နုတေယောအနုတေတိဒုက္ခဝေဒနာဖြစ်လို့ရှင်ဒါလေးကိုတွေ့တာမှုညံ့လို့မှုဆွလန်းမှုဆိုတာလေးကဝဲလာဟုတ်စေတယ်ဒုက္ခဝေဒနာကိုလိုချင်တယ်တမက်တယ်ဆိုတဲ့လောဘဖြစ်လာရာဂနုတေယဝဲလာဒုက္ခယဝေဒနာယရာဂနုတေယအနုတေတိစိတ်ချမ်းသာကိုချမ်းသာဆိုတာလူတိုင်းကြိုက်တယ် စေချမ်းသာကိုချမ်းသာဖြစ်လိုက်တဲ့အချိန်လေးမှာချမ်းသာဒုက္ခကိုတရားနဲ့မရှိမှတ်မိဘူးဆိုလို့ရှိရင်ဘာဖြစ်တွေ့တာမှုတွေတမဲ့မှုတွေရာဂတွေဖြစ်လာဒီလိုဆိုလို့အေးစိတ်ဆင်းရဲဆရာနဲ့ကြုံတယ်ကိုဆင်းရဲမှုနဲ့ကြုံပြီဆိုရင်ဒုက္ခရဝေဒနာရပဋိခာနုတိယောနုတိတိအဲ့ဒီကျတော့ဒေါသဖြစ်တယ်ဒေါသဖြစ်တယ် စိတ်စိတ်စိတ်တိုးနေတဲ့ဒေါသတွေဖြစ်တဲ့ဒုက္ခဖြစ်လာရင်စိတ်တိုးတဲ့ဒေါသဖြစ်တယ်။အဲ့တော့သူကလည်းဒုက္ခဖြစ်တဲ့အပေါ်မှာစိတ်တိုးလာတဲ့အခါကျတော့စိတ်တိုးလာတော့ဒေါသထပ်ပြီးတော့ဖြစ်သွားတယ်။ဒုက္ခမှာဒေါသကိန်းလာတယ်လို့ဆို။အဲ့တော့အကျင့်ကြီးပါသွားတယ်။ဒုက္ခဖြစ်တိုင်းရာခဒုက္ခဖြစ်တိုင်းဒေါသ ဒါကြီးကကိုယ့်ရင်ထဲမှာဒီတိုင်းပဲဖြစ်နေတော့မြေရန်ပုံမှာဒါဖြင့်ဒီအစဉ်ပြေတာလည်းမဟုတ်ပုံမှန်အနေထားမျိုးဆိုရင်မဖြစ်တော့ဆိုပုံမှန်အနေထားမျိုးကြတော့အမှန်မသိတော့ခံစိတ်ခံစားချက်ကိုအမှန်မသိဘူးဆိုတာကြတော့အဝိဇ္ဇာလို့ခေါ်တယ်ဒါကြောင့်မို့အာရုခာယမတုခာယဝေရဏာယအဝိဇ္ဇာတုတေယောတုတေတိ ဒုက္ခလည်းမဟုတ်ဒုက္ခလည်းမဟုတ်ပုံမှန်နေထားဆိုလို့ရှိရင်မတိချင်းဆိုတဲ့အဝိဇ္ဇာတုတ္တယကိန်းဆိုလိုတာကရာဂဒေါသမောဟဆိုတဲ့ဒီတရားတွေဟာဒုက္ခနဲ့တွေးလိုက်ရင်ရာဂဖြစ်တယ်ဒုက္ခနဲ့တွေးလိုက်ရင်ဒေါသဖြစ်တယ်ပုံမှန်နေထားတဲ့ဆိုရင်အဝိဇ္ဇာဖြစ်တယ်ဆိုကိုယ်တဏ္ဍမှာဘာတွေတိုးပွားနေတော့ဆိုစိတ်ခံစားချက်နဲ့ပတ်သက်ပြီးတော့တိုးပွားလာတာဟာ အကုသိုလ်တွေကြီးပဲဖြစ်နေအကုသိုလ်တွေတိုးပွားနေတရားကုသိုလ်တိုးပွားတာအရှင်အဟုန်နဲ့ကြီးမားစွာအခိုင်အမာတိုးပွားနေတာပဲဖြစ်နေဒီလိုဆိုလို့နော်အဲ့တော့အဲ့ဒီစိတ်ခံစားချက်တွေကိုရှုမှတ်နိုင်မှမရှုမှတ်နိုင်ဘူးဆိုလို့ရှိရင်အခုတိုင်းပဲရာဂလာမယ်ဒေါသလာမယ်မောဟလာမယ်အခုဝဲလာတော့ဝဲလာတော့ ဒါကြောင့်မလို့မာတ္တိပြဏ္ဏတော့မှာဆိုရင်ဝေဒနာနုပတနာဝေဒနာကိုရှု contemplation of feeling ဆိုဝေဒနာနုပတနာမြတ်စွာဘုရားကတိတ္တပေးထားစိတ်ခံစားချက်နဲ့ပတ်သက်လာလို့ရှိရင်စိတ်ခံစားချက်ကိုသဘာဝအတိုင်းသိအောင်ကြိုးစားလို့မြတ်စွာဘုရားဟောတာဘာကြောင့်စိတ်ခံစားချက်ကိုသိအောင်လုပ်ရတယ်လဲဆိုမသိဘဲနေလို့ရှိရင်ရာဂဖြစ်မယ်ဒေါသဖြစ်မယ်မောဟဖြစ်မယ် အာဟုသူတွေအဆက်တိုက်လိုက်လာအဲ့ဒီလိုအာဟုသူတရားတွေမဖြစ်ရအောင်မြတ်စွာဘုရားကဝေဒနာနုပဒနာဆိုတဲ့ကမ္မထာနဲ့တားဆီးပေးတာလားဖြစ်တယ်ဘောအေးဝေဒကုဆိုတဲ့ပုဂ္ဂိုလ်ဟာတပ္ပဝေဒနာသူဝိတာရာကိုဝိတာရာကိုသူဆိုလိုတာကဒုက္ခဝေဒနာဖြစ်ရင်လည်းပဲတွေ့တာမှုမရှိတော့ ဒုက္ခဝေဒနာဖြစ်ရင်လည်းမုံတိမှုမရှိတော့ဘူးအဒုက္ခမဒုက္ခဝေဒနာဖြစ်ရင်လည်းမသိဘူးဆိုတာမရှိဘူးအမှန်တိုင်းသိနေတယ်အဲ့ဒါကြောင့်လို့ဒုက္ခဆိုတဲ့ခံစားမှုပဲခံစားခံစားစိတ်ခံစားမှုကပျော်ရွှင်ချမ်းမြေတဲ့စိတ်ခံစားမှုပဲဖြစ်ဖြစ်ဆင်းရဲတဲ့အလိုမကျတဲ့စိတ်ခံစားမှုပဲဖြစ်စေပုံမှန်စိတ်ခံစားမှုပဲဖြစ်စေသူဟာတဘာဝတရားကိုသိရှိနားလည်နေသည့်အတွက်ကြောင့် အဲ့ဒီပုံမှာတွေ့တာချင်းမုံတိချင်းမတိချင်းဆိုရယ်အဘုဒ္ဓတရားတွေဝဲမလာတော့ဘူးဝဲမလာသည့်အတွက်ဝေဒနာတွေပေါ်မှာပိုင်ပိုင်နိုင်နိုင်နဲ့အတိညာနဲ့ထိမ့်အုပ်ထိမ့်ချုပ်သွားနိုင်တယ်တပ်ပံဝေဒံအတိတ်ဆာဝေတကုသုံးစိတ်ခံစားချက်တွေအလုံးပေါ်မှာလောဘဒေါသဘောဓမဖြစ်အောင်ကြော်လွားနိုင်ခဲ့တယ် ဒီကြော်လွားမှုကအလုံးခက်ခဲတယ်ပမာအပြည့်တော့မကြော်လွားနိုင်ဘူးเนาะပမာအပြည့်မကြော်လွားနိုင်ဘူးဒုက္ခဝေဒနာနဲ့တွေ့ရင်ကျဉ်တတ်တယ်ဒုက္ခဝေဒနာနဲ့တွေ့ရင်စိတ်ပြတ်တယ်ဟောရာဂပြည့်မယ်ဒေါသပြည့်မယ်ဒီလိုအာရုခမဒုက္ခဝေဒနာနဲ့တွေ့ရင်မသိလိုက်ဘူးအဲ့ဒီအကုသိုလ်တရားတွေမဖြစ်ရအောင်ဝေဒနာနဲ့ပတ်သက်ပြီးအစ်မှန်သိပြီး ဒါကတော့သောမောဟဆိုတဲ့အာဟုတုတရားတွေကိုလုံးဝကျော်လွှားနိုင်တဲ့ပုဂ္ဂိုလ်ကိုဝိတကုလို့ခေါ်ပါလေ။ဒီဒိဗ္ဗေကိုရှင်းပြမယ်။အဲ့တော့အဲ့ဒီအဆင့်ဟာဝိပဿနာချင်းစဉ်တစ်ခုကိုချင့်ပြီးတော့မှယန္တာဖြစ်လို့ရောက်မှဒီအဆင့်ကိုရောက်နိုင်တာ။တမန်ပုဂ္ဂိုလ်တွေအနေနဲ့ဒီအဆင့်မရောက်မရောက်တော့လည်းပဲဒီအသိဉာဏ်လေးကိုသိလိုက်ပြီဆိုလို့ရှိရင်ဝိတကုရဲ့လမ်းကြောင်းကိုရှင်းရှင်းကြီးမြင်သွားတာပေါ့။